အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့1962ခုနှစ်မေလထောက်ချွမဝမဂ္ဂဇင်းမှာပါရှိတယ်။တိုင်းရေးဆရာမင်းရှင်အောင်ရေးသားထားတဲ့ခါရော်မီတေမဝေနိုင်ဘူးဆိုတဲ့မဂ္ဂဇင်းဝတ္ထုပဲဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်။ခါရော်မီတေမဝေနိုင်ဘူးအခန်း၁ချွဲချွဲနွဲ့နွဲ့ခက်တက်တဲ့ပလူတန်ကလေးကตายာလှသည် ။တကြွေကြွေနဲ့နှက်ခတ်သမားဤအတန်ကလည်းတိချက်ဝါချက်လိုက်နေသလိုပဲ။နေဝဲဖြူဖြားမမြင့်တမင်းရှေ့ဘက်ကောင်းကင်မှလာရပင်လျင် မထဲတထဲလိုက်ချက်ခေါ်ပေါင်းမဲခတ်နေသောအေယာရီမြည့်ရဲ့အရင်ကသာဥပကျော်ရှေ့တွင်တသွင်သွင်စီစဉ်နေပေသည်။ပလွေတန်လာရာမြစ်လေကျွန်းရှိကိုင်းလုံတဲကလေးမှ တလွင်လွယ်တက်နေသောမိโกခတ်ဝါးဝါးကို အုံမှန်းယူဝေနေသောအတွေ့ဖြင့်တိုက်ကြည့်နေရင် ဥပကျော်မှတပြင်းကလေးချမ်းမိသည်မြေကမ်းဘဲတစ်ပင်အောက်ခုံတန်းရကလေးမှ အာယူ၍ထားလိုက်ပြီး ပခုံးပေါ်တင်ထားသော ဆွေတာအင်ကြီးလက်ရှိကြီးကိုဝတ်လိုက်သည် မနီမဝေရှိကျောင်းမှကိုရင်ကလေးများ၏ဖျားဝတ်တဲ့တန်ကိုကြားရသည် ဥပကျော်သည်ဒုက္ခကို အားပြုကာမိမိတဲခိုအားထုတ်ရာကြောင်းဘက်သို့ခက်ဖြည်းဖြည်းရောက်ခဲ့သည် မလတ်ထပိစာအိမြဝဲဝဲကိုယနေ့မှသာ ရှောက်ဖို့တဖြင့်မောတလို့နောင်းတလို့ဖြစ်နေသည် အမှန်မှာအစာအတောက်ကောင်းစွာ စားတောင်နိုင်ပြီဖြစ်၍လူကမနှောင်းစိတ်နှောင်းနေသည်ကိုမရိပ်စားမိ၍ဖြစ်သည်လမ်းချင်းကလေးအတွင် တောပဲတောနဲ့ကြောင်များမှနှင်းစီစပယ်နံကလေးများသာမကတောရိပ်တောင်နဲ့ကြောင်တဲ့ငယ်အနံကလေးများကိုကစိတ်နှလုံးကို ဤနုနှစ်သိမ့်ဖို့ကောင်းလာသည် သူတော်ကောင်းတို့၏အရေးအဝါဒခိုးလုံရခြင်းကအေးမြလှလေးစွာအုတ်လေကားကလေးအတက်တွင်ဥပကြော်သည်တထောင်နားလိုက်ပြီးအဲ့တွင်မှဗလရှင်စေးပြားကလေးကို ထုံငုံလိုက်၏၁၄ငါးထက်မြတ်သောကျောင်းအတက်လေကားကလေးကို တလန်ချင်းနှုတ်ချီစွာတက်ခဲ့သည်ဤအတိုင်းဆိုကမိမိကြောင့်ရအောင်အတော်သွားရပေ ਉ မည် ိတ်ကိုကမိမိချောင်ကို ပြန်သွားရမည်ကိုတွတ်ဆုပ်တွတ်ဆုပ်ဖြစ်နေသည်ဟာအကိုကြီးအေးရအေးတာနဲ့လမ်းများလဲနေလားလို့ဘာဖြစ်လို့ဒလအဝေကြီးချောက်ရတာလဲနော်ဥပကျော်သည်အုတ်လေကားမှပြေးဆင်းလာတော့ထမိတ်တူတူနဲ့တငင်မကို မော်ကြည့်လိုက်ပြီးခက်သွက်သွက်တက်လာခဲ့သည်လေကားအလဲလောက်တွင်နှစ်ယောက်သာစုံမိကြရာတငင်မကဥပကျော်လက်ကိုကမ်း၍ ဖေးမှလိုက်သည်ဥပကျော်ကတငယ်မလက်ကိုအသာဖယ်လိုက်ပြီးကိစ္စမရှိပါဘူးမိထွေအကိုကြီးအစားတွေတလက်ဝင်နေပြီဟာမဟုတ်ဘူးဒီဖျားမျိုးကပြန်ဖြစ်ရင်ခက်တဲ့တော့ဆရာကြီးကလိုက်သွားစမ်းဆိုလို့ဟဲ့ဒီအဖွားကြီးကဒီလိုပဲအင်မတန်အစိုးရင်ကြီးတယ်နှစ်ယောက်သားလက်ကားကိုတက်ခဲကြသည်ထွေးခင်ကဥပကျော်လက်ကိုတွဲထားသည်တွဲတာတွဲရတော့လဲ ဥပကျော်ဤခြေလမ်းများမှာထွေးခင်ဤခြေလမ်းတက်ပင် တွက်နေသေးသည် အခန်းနှင်းဓမ္မရိပ်သာကြောင့်အရောက်တွင် သီလရှင်ဆရာကြီးဒေါ်ဓမ္မစာရီကစိုးရိမ်သောမျက်နှာနှင့်စောင့်နေသည်ကို တွေ့ရသည် ဝင်းတော်မင်းကလည်းအေးအေးပြန်ပြီးတော့မင်းမြေကမ်းဘက်သွားတယ်ထင်နေကိစ္စမရှိပါဘူးဆရာကြီးရဲ့ညောင်းနာရော အပြင်းမလေးကောင်းလေတဲ့ရတာရောမဟုတ်ပါဆရာကြီးစိုးရိမ်ကြီးတာနဲ့ကျွန်တော်တို့အိုတစ်ထက်အိုသွားတော့မင်း မိမိနေထိုင်ရာကမ္မထံကျောင်းလေးဘက်သို့ထွက်သွားမည်ပြုရာဟဲ့မိထွေနွားတို့ပူပူတိုက်လိုက်အောင်လေတရာကြီးကထွေးခင်အားပြောလိုက်ရာထွေးခင်ကမိဘဘက်ထွက်သွားတွင်ဥပကျော်ကကျောင်းဘက်သွားရမှပြန်လှည့်လာခဲ့သည်တမစီလာနေတော့ကောက်ကမမကြက်ကြက်မမရှိမှဝန်တော်မင်းရဲ့အနှုတ်မို့ဖြင့်မက်ရွှေတန်ဟာစူးလိုက်မှရှိသည်မက်ရွှေတန်ဟု တရာကြီးခေါ်သူမှာ ရန်ကုန်တွင်ရှိဥပကျော်ဤသမီးခင်ဧတန်ဖြစ်သည်တိလရှင်ဆရာကြီးမှဥပကျော်နေပန်ဝန်တဘွားကစ၍အိမ်တွင်ဗန္နာစိုးတပွဲရွှေဘိုနဲ့မှ ခေါ်ထားခဲ့ရာဂျပန်ခေတ်တွင်သကိုင်းကြောင်၌တိလရှင်ဝန်နေခြင်းဖြစ်သည်ယခုအခါမူသူကြောင့်သူကြောင့်နှင့်မြို့မှအေးအေးလူလူတရားလာထိုင်သူများတုံမိရာဖြစ်နေ၏။ကျောင်းကလေးမှာ မကျေလှချီ ကမထန်အကြောင်းကလေးနှစ်ကြောင်းနဲ့သီလရှင်ကြီးနေရာအုပ်ကြောင်းကလေးမိဖို့နဲ့တွဲလျက်စွန်းစားကြောင်းကလေးတစ်ကြောင်းရှိသည်စွန်းစားကြောင်းမှာစွန်းဆန်ရိတ်ခါစတိုတပွဲဖြစ်၍တရာကြီးအုပ်ကြောင်းတွင်သီလရှင်ကြီးနှစ်ပါးနှင့်တရာကြီးနေ၍စွန်းစားကြောင်းတွင်ထွေးခင်နှင့်အခြားသီလရှင်ကြီးတစ်ပါးနေသည်ထွေးခင်နှင့်အခြားသီလရှင်ကြီးတစ်ပါးနေသည်ထွေးခင်နှင့်နေသောသီလရှင်ကြီးမှာ ချက်အပြုံ၌အထုံဝဒနာပါ၍အချက်အပြုံကောင်းလာသည်။ဝိယဝစ္စလောရ၌ငင်းညူခြင်းမရှိ အလူလုံးမည်သူကိုပဲညှော်နေသည်။ဥပကျော်စားသောတသက်လွန်ဟင်းကိုလည်းဖွပွဲရရာရှာကြံချက်ပြုတ်တတ်သည်။ဥပကျော်အဖို့တရားအထုတ်ဖို့လာရာအဆဆအစင်ပြင်း၍တပ်ပါရမြတ်တာပေသည်။ဥပကျော်သည်နွားနို့ပူပူတစ်ခွက်တောက်ပြီး ကမ္မထံကြောင့်ကလေးပဲလာခဲ့သည်။ဖျားဝတ်မပြုသေးပင်မိမိအိယာပေါ်ခါညာဆက်လိုက်ပြီးခေါင်းရည်ပေါက်မှ ထထဲတာနေသည့်လရောင်ကိုငင်းမောမော့ကြည့်နေမိသည်။ခေါင်းအောက်မှစိတ်ပတိကိုပင်ကောက်ကိုင်းမိသည်။စိတ်ကိုနောက်ဆုံးလက်လွတ်ထားသောစိတ်ပတိနှင့်ထဲချုံရတော်မူ။ယေဟောပါပံနာကုံပတိစိတ်ကိုရ၌အာကုတ္တအမှုမပြုသော အရဟံမြတ်စွာဘုရားအခန်း၃ဥပကျော်မှာကျောင်းနေစဉ်ကပင်ညကောင်း၍သာပေဘဟုတ္တပြေဝါခဲ့သည်ကျောင်းစာတွင်လည်းထိတ်ဆုံးကပြေ၍အပြင်စာပေများကိုလည်းကျောင်းဆရာများထက်ပင်ဖတ်ခဲ့မှုသည် ကောလိပ်တွင်လည်းယထာဘုဒ္ဓဖီလိုကော်ဖီကိုယူခဲ့မှုသည်ဝင်းတောက်ဖြစ်စာ အင်္ဂလိပ်များပြေရသည်ဂျပန်ခေတ်တွင်လည်း ခရိုင်ဝင်အဖြစ်နဲ့ထမ်းဆောင်ခဲ့ရရာမြို့နယ်မလန်မကန်တောရွာ၌ရောဆိုင်ရင်တွေ့သည့်စာပေါင်းစုံတို့ကိုဖတ်ရှုခွင့်ရခဲ့လေသည်သူ၏ဘဝတသက်တာတွင်အကြီးအကျယ်စိုးရင်ကြောက်ကြပွင်မရှိခဲ့ပေတခုသာရှိသည်လွန်ခဲ့သော၅နှစ်ခန့်ကစ၍မင်းကတော်ဒေါခင်အေးမှအိယာတဲ့လဲသည်နှစ်နှစ်မြအိယာတဲ့မှအစုံစော်လင်းသားသမီးနှင့်တကွာ လောကကြီးကိုပါ တော့ခွာသွားခဲ့သည်အဖိုးအပင်အကြောက်ကြာမရှိသောဥပကျော်အဖိုးတနှစ်မြအရက်ကိုဖိရွေတောက်ခဲ့သည်သူ့အတွေ့ဖြေနိုင်သည်မှာတားကြီးဖြစ်သူမှလည်းအိမ်ထောင်နေပြည်တော်စုလေးချံလေရင်မှုဖြီး၍တမိခင်အေးတန်းမှလည်းခရိကတရားနှင့်မိခင်မစုံမီတနစ်ကလက်ထက်၍နှစ်ယောက်လုံးပင်ကောလိန်နိုင်စီယာလုံနေကြသည် ဥပကျော်အဖိုးအဖိုးအပေမရှိမယားအတွေ့တောက်လောင်သောအဖိုးမီးကို စာဖတ်ခြင်းကလက်သွား၍ဘီလီယက်ထိုးခြင်းစာဖတ်ခြင်းတို့ဖြင့်တစ်နှစ်ကျော်မြာအချိန်ဖြုန်းနေရာမှာမိမိကဲ့သို့ပေးစင်စားတဦးနှင့်တွေ့ကံနောက်တဲ့နေရာကြီးအတွေ့ဗုဒ္ဓတရားဘက်သို့ညံ့နာလှဲ့ခဲ့သည်တရားဟောတရားပြသောဆရာတော်အမျိုးမျိုးတို့၏တရားအဖို့ဖုံကိုလည်းနာကြားရသည်ကျွေးနွေရသည် ကိုယ်တိုင်လက်တွေ့ထွက်တဲ့ဝင်တဲ့ကာယနုပ္ပတနာစီဖြန့်ခြင်း နီးအသွဲသွဲရိတ်တာအမျိုးမျိုးဓမ္မတာကိစ္စဆွေးနွေးပွဲအရရက်တို့မိမိအော်စတင်ကားကလေးဖြင့်တွာလာခြင်းပြုခဲ့သည်ဆွေးနွေးလေ့လာအထောက်ရင်မှမိမိဖက်ကြားတိမက်ခဲ့သောစပေအတိက ဝင်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 လာသည်ဥပကျော်နှင့်ရှင်းပြန်၍ငင်းခုံပြောနိုင်သူဆွေးနွေးနိုင်သူပင်ရှာလာသည် သူသည်အင်္ဂလိပ်ဘာသာဖြင့်ရေးထားသောဘာသာရေးအပိဓမ္မာ ိတ်တဗေဒတို့ကိုမှွေးနောက်ဖတ်ဖူးရုပ်တွင်မကလက်ဒီဆရာတော်ကြီးဤဒီပဏီများအခြားဆရာတော်များဤကျမ်းစာများကိုလည်းဖတ်ခဲ့သည်ပိဋကတ်ဘာသာပြန်များကိုလည်းမချမ်းခဲ့ ပထဲကျမ်းကြီးကိုပင် စာချဆရာတော်ထံသင်ယူမည်စံကြည်ခဲ့သည်တတ်တက်ပေတဲ့လူတော်ကြီးဟုဆိုရမည်ဖြစ်တော်လေတတဲ့ဆိုရသော ဥပကျော်သည်ပရမတ်တမားတဲ့ပညာတမားကြီးဟုဆိုရခြင်းမည် တစုံတစ်ခုဆွေးနွေးတိုင်ပင်စဉ်းစားလိုက်တိုင်းစပိစကလုံးအကိုကများကအရင်ပေါ်လာသည်မိမိဤတိမြင့်သောအဆင့်ကိုလည်းခမဲတွက်စာချိန်ထိုးမိပြီးဘဝင်မြင့်မာနတက်လာတော်သည်မိမိဤအဖြစ်မှန်ကိုမိမိမမြင်ခဲ့ချင်းတကယ်အဖြစ်မှန်တရားကိုစာနှင့်မာနတို့ဖုံးအုပ်ထားခဲ့သည် ထို့သောနေရာမှတနေ့တွင်ဆရာတော်ကလေးတစ်ပါးနှင့်တွေ့ရသည်တခါဤအရေးကြီးတာက ကိုယ်စိတ်ကိုယ်ကိုထားရဖို့အရေးကြီးတယ်။ဥပမာဒဂါကြီးငင်းကြခြင်းနဲ့ဆိုပါတော့အဲ့ဒီငင်းကြခြင်းနဲ့ဆိုတဲ့စိတ်ကိုရှာကြည့်။အဲတွေ့ရင်ငင်းကြမိပဲ။အဲ့ဒီစိတ်ကိုဖမ်းမိဖို့ရှာဖို့ကတမာရီဆိုတာလေလို့ဒီမဟုတ်လားဖေ။ဥပကျော်မှာတူဦးတယောက်ပြောတယ်ကိုလက်မခံချက်တတ်တော့စတတ်ပေတဲ့ညင်အတိုင်းမေးသည်။တရားတော်ကလေးကပြောသည်။ဒဂါကြီး တမာရီဆိုတာစိတ်တည်ငြိမ်နေတာလားပြက်လွင်တဲ့စိတ်ကြောင့်မတုံ့လောက်တာလားဥပကျော်ကငြိမ်စင်စားနေသည်စိတ်မစင်စားပါနဲ့တကားကြီးဟာစိတ်ဆိုတာငြိမ်တဲ့အမျိုးမှမဟုတ်ပဲမတုံ့လောက်ဖို့အရေးကြီးတာနွားချီတိုင်းသဘောထားရမယ်တစုံတစ်ခုကိုစူးစူးဆက်ဆက်ကြည့်ပြီးကျင့်သုံးအထောက်တယ်ဆိုရင်အဲ့ဒါကိုပဲတည်တဲ့မြင်နဲ့တမာရီသဘောဖြစ်မှာပေါ့ ဥပကျော်ကလက်ခံသည်ဒါကြောင့်တပည့်တော်ကတမ္မာဒိဋ္ဌိဉာဏ်အမြင်တန်ဖို့အမြဲဟောနေတာပဲဖျားအရေးအကြီးဆုံးပေါ်တခါကြီးဒါပေမဲ့ကြည်တော်မူဆိုတော့ဒုသေးတာပေါ့ဥပကျော်မှာထိုစကားကိုသဘောမကျလာချေမက်ဖို့နိဗ္ဗာန်ကိုအမြင်တန်ဖို့အရေးကြီးသည်လက်တော်တွင်မူဥပကျော်မှာမိမိကိုယ်ကိုမိမိအတော်မြင်သောအစဉ်သို့မဟုတ်တရားပေါက်နေသူဟု ထင်မြင်ယူဆထားသူဖြစ်သည်တရားတော်ကလေးအားလည်းမိမိမြည်သည့်အဆင့်လောက်များရောက်နေတယ်လေဟု မေး၍မိမိထည့်သောအဆင့်ကိုလျှောက်သည်တရားတော်ကလေးကမြည်သူမြန်မပြော ပြုံး၍နေသည် တပည့်တော်ရဲ့စိတ်နေအရာတော့တက္ကရာကန်တော့တော့ပြေးကြတဲ့ထင်တာပဲဥပကျော်ကအာခယောက်ျားပေတကတရားတော်ကလေးကမူအိန္ဒိယမပြတ်ပင်အနာခံပုပ်ကိုဆိုတာတော့လူဝိကြောင်နဲ့တောင် နေလို့မရတော့ဘူးလို့ ာဆိုရှိတာပဲမယုံမလို့ပြောတော်စကားကို ဥပကျော်သဘောကြသည်မိတို့ပင်ဖြစ်စေမိမိတရားမိမိစစ်စေမည်တရားမိတ်ဆွေများနှင့်ညှင်းခွန်ဆွေးနွေးရသည်ကိုလည်းညီငွေမိသည်အနားယူ၍စိတ်နဲ့အေးချမ်းစွာနေလိုက်အောင်မည်ဟုစိတ်ကူးပြီးယခုလိုစကိုင်းတောင်မိမိဘန္နာဆိုဟာသီလရှင်ဆရာကြီးဒရမစာရီကျောင်းသို့ရိတ်ခါအပြည့်အစုံနှင့်တောထွက်လာခဲ့ခြင်းဖြစ်လေသည် စကိုင်းကျောင်းသို့ရောက်သည်မှာသုံးလပင် ကြောခဲ့ပြီးထို့အတွင် လူတော်ဖြစ်သည့်အာလျော်စွာတမထကမ္မထံအမျိုးမျိုးကျင့်ကြည်သည်သီလရှင်ဆရာများ ဥပဒကများကိုလည်းတရားဟောသည်တခါတခါမန္တလေးမှအတိမိတ်ဆွေတရားသမားများပင် လာရောက်ဆွေးနွေးခြင်းတရားနာခြင်းများပြုကြလေသည်အခြားကျောင်းဆရာတော်များတရားအားထုတ်သူများထံသို့လည်း သွားရဟောပြောဆွေးနွေးခဲ့သည်ဓမ္မစာရီကျောင်းထမင်းချက်တော်တိလရှင်ကြီးကလည်းအချက်အပြောကောင်းလာသည်သူနှင့်ဥပကျော်မှာစိတ်အေးချမ်းပျော်ရွှင်ကဆူဆူပြပြဝဝဖြူဖြူနှင့်ကြက်တရေတိုး၍ပင်လာချေသည်တိလရှင်ဆရာများကလည်းတရားနှလုံးကိန်းဝင်ငိတ်တဲ့သူများညီယုံနှင့်ကျညိုဖွဲ့ရပဲဟူသောအတန်ကိုတစုံတစကြားရသည့်အခါဥပကျော်မှာ ဝမ်းမြောက်ခြင်းပီတိဖြစ်မိသည်ဒါကိုပင်ဓမ္မပီတိဟု အမည်တက်လိုက်သေးသည်မွေလျော်ပွဲရာအဖျားဖျားတွင်တရားနှင့်မွေလျော်ခြင်းကအမျက်ဆုံးမှာတကားလို့သူတော်ကောင်းကြီးများကျူးရင်ခဲ့ကြတာပဲပဲဟိုဥပကျော်မှာတင်းနဲ့နှစ်သိမ့်ရင်းနေမိပေ၏အခန်းလေးထွေးခင်ကအသက်18နှစ်ကျော်19နှစ်မြတ်သာရှိသေးသည်ငယ်စဉ်ကပင် ဖခင်ဆုံးသဖြင့် ီလာရှင်ဆရာကြီးဒဓမစာရီက ခေါ်ယူကြွေးမွေးထားခြင်းဖြစ်သည် ထွေးခင်ဤအမိမှာလဲသကိုင်းတောင်ရိုရှိဝါချဲ့ရွာသူဖြစ်၍တပင်လဲမူတပင်ထူနောက်အိမ်တောင်နှင့်ကလေးများပင်ရနေပေပြီထွေးခင်မှာတိလရှင်ကြောင့်တွင် ကြည်ပြင်းနာရ၍နမက်ကာရာပရကြီးမဆာဇက်ကြီးဆယ်ဘွယ်ပင်ကုံအောင်တင်ကြခဲ့၏အတွေ့အချက်ကိုလည်းအခြားကြောင့်မှစာချဆရာကလေးများထံ တင်ယူခဲ့ပြီးပင်ကိုစိတ်ကဖြက်ဖြက်လက်လက်တသွဲ့လက်လက်တတိခဲမှာကလေးဖြစ်၍ဓမ္မစာတွေကအယားယားစိတ်ချလေသည်သီလရှင်များအကြားတွင်ကြည်ပြင်းရသဖြင့်စိတ်နှလုံးနူးညံ့သိမ့်မွေ့သည်ဟုဆိုရတော်လဲဆရာလုတ်ချင်စိတ်ထင်ရဆွလုတ်တတ်သောစိတ်ကတော့မပြောက်ပေတခါတွင်သီလရှင်ဓမ္မစာတွေကသီလရှင်ဝတ်ပေးမည်လို့ဖို့သည် သူစိတ်စည်ရနာမပေါက်ဖဲနဲ့ဝတ်ပေးပါက ထွက်ပြေးမည်ဟုပြောသဖြင့်အလျှော့ပေးကြရဘူးသည်တိလရှင်ကြီးဒရမစာလီအဖို့မှာအသက်အရွယ်ထောင်းခဲ့ကြပြီးဖြစ်၍ထွေးခင်လိုတတွက်လက်လက်လူငယ်ရှိသဖြင့်ညစွာအကူအညီရပေးသည် မဟုတ်မခံဆက်ဆက်ခြင်းတတိကဲမှာကလေးဖြစ်၍တွေးတောဆိုရင်စရာလည်းမရှိပေဒရမစာလီမှာယခုလိုဥပကျော်လာရောက်တရားအားထုတ်သည့်အခါထွေးခင်ရှိသဖြင့် အစစာအစဉ်ပြေရသည်။ဥပကျော်ဤဝေယဝစ္စစွတ်ကျင်အဝေစားမှစ၍ကျော်ဖို့ဖို့ရပေသည်။ဥပကျော်မှလည်း အစတွင် အပြောအဆိုအနေအထိုင်တောခတ်ကြကြဖြစ်၍ထင်ရစွတ်ပြောတတ်သောထွေးခင်ကိုညနေကျော်မတည့်တော်လဲမိမိအတွေ့ခိုင်းစီစရာ ပြုစုပေါ်ရသဖြင့်မြို့ပဲ့တက်သွားသည့်အခါထမိန်ကလေးအင်ကြီးကလေးအစဝယ်ပေးလိုက်သည်ထွေးခင်အား ။သကိုင်းစည်းဝယ်လွတ်သည့်အခါလိုချင်နာဝယ်ရန်ဝေဘိုကလေးများပါ ပြလိုက်တတ်သည်။တွေ့ခဲ့တရာရှိသည့်အတွင် ဥပကျော်မှာတေရင်ကလွတ်ရသည်ဟုပင် ဆိုရလာအောင်ကြုံရသည်။ဒီနေ့ဥပကျော်မန္တလေးဘက်သွားရာ နေအပူကလည်းမိမန္တလေးတွင်ဖလူရာအိုက်စကရင်စသောရေကဲအေးစာများစားမိသဖြင့်သကိုင်းအယောက်တွင်ဖျားပါလေတော်သည်ဖျားယုံတွင်မက ဝမ်းပါပြည့်၍အငြိအကျေအလိမ့်လိုက်ဖျားသည်ညအကျေဖြစ်၍သခိုင်းသို့ဆရာဝန်လည်းတွားရမပင်နိုင်ဗရမဇာတိမှာပြာလောက်ခံ၍နေသည် ဥပကျော်ကမိမိတတတွဲမှစေးများကိုယူ၍တောက်တော်မှတတရာရသည် ထိုနေ့ညတွင်ဗရမဇာတိရော တကြောင်လုံးပါ မအိပ်ရပေထွေးခင်မှမူကျွန်ွေးတဲပေး အဝေများလဲပေးလူအပ်သမျှလှုပ်ပေးပြီးကမ္မထဲကြောင့်တော့ ခုခွေကလေးအိမ်မောကြသွားသည်တဲဒီကလေးမသွားနင့်နေရာနဲ့သွားအချီဗရမဇာတွေကအမြင်မတော်သဖြင့်တင်မားကိုရိုက်ပေါ်ပြီး ထွေးခင်အားနှိုးလွှတ်လိုက်ရသည်နောက်နေ့တွင်စကိုင်းမြို့မှဆရာဝန်ပင်၍စေကူရသည်ဗမာအလိုအပူမီ၍ချွေးငုပ်ပြီးအပူဝမ်းလျှော်ခြင်းဖြစ်သည်ဆရာဝန်ကစေတလုံးထိုးပြီးစေပြများပေးသည်အကန်နုဖျားဖြစ်ကြောင်း တို့ရင်စရာမရှိကြောင်းပြောသဖြင့်ဓမ္မစာရီတို့မှစိတ်အေးသွားရသည်။ဥပကျော်မှသူကိုယ်တိုင်ကလည်းတမ်းမာရေးဇေဝနှင့်ပတ်သက်၍ဖက်ရှုလည်လာထားဖို့သူဖြစ်သည့်အာလျော်စွာတိုက်ဖွဲ့ဖျားဖြစ်တဲ့သူကိုသိ၍အဖက်စာများမစားဘဲအရာတဲ့တွင်သာနေသည်။ထွေးခင်ရာဆရာကြီးတို့ကို အားနာပါれ။နေသည်ဥဆိုင်လုပ်ပေးတာလည်းကျေးဇူးတင်ပါれ။ဒါပေမဲ့ခိုင်းရမှာပဲ။ခိုင်းမှာဦးကြီးရဲ့ ထွေးခင်တမိအရွယ်ပဲတေးအိုချီအိုတော်နာမဆမ်းပါဘူးအေးကွယ်ပါဒုပါဒုထွေးချင်းဒေါ်ဓမစာရီတက်လာပြီး ဥပကျော်အားဗားမြအာမနာပါရန်ပြောသည် အေးဗျာဒီပြင်ဟာကိစ္စမရှိပါဘူးညာရင်ညတာအတွက်ကိုတမိအရွယ်ဟာပဲဝန်တောင်းမင်းရဲ့ဥပကျော်သည်အဲ့ရပေါ်လှဲ့လိုက်ပြီးဘောဆင်တရားကိုသုံးသက်ကြည့်နေလိုက်တော့သည် အခန်းငါ ယခုအခါမှာဥပကျော်မှာအတော်ပင်နေထိုင်ကောင်းလာပြီဖြစ်သဖြင့်ညနေမြစ်စိမ်မှာပြည့်အလားဘာမှမဖြစ်တဲ့ကဲ့သို့မိမိအားလာရောက်ပင်ကြိုဆိုသော ထွေးခင်ကို လာရောက်တွင်ငေးမောကြည့်ရင်းတွင်နေမိသည်ဘောစင်တရားကိုလည်းမအောင်မိမိဝိရဏနုပတနာတရားကိုလည်းမစင်ခြင်းမိခြင်းမမန်နေညကမိမိအိမ်သားမအပြန်ချော်လဲသဖြင့်ထွေးခင်ကတွဲ၍ကမ္မထံအကြောင်းကလေးသို့ပို့ရသည် မိမိမှာလက်မလျှောက်နိုင်အောင်ဒဏ်ရာကြီးငယ်မရပါပဲနဲ့ဘဝတက်တဲ့နုပြိုထွေးနှွေးလာတော့ထွေးခင်ကိုလုံးကလေးကိုမှု၍လက်ရသည်ကိုတာယာမှုသည်ဖြင့်စိတ်တွေဖောက်ပြားခဲ့ရသည်ထုံများမကထွေးခင်အားလဲကိုကြီးထွေးခင်အသက်တာရှိပါတော့တယ်ကွယ်ကိုကြီးတေးသွားလဲအကောင်းသားအိုးဘာလို့တေးရမှာလဲအိုးကြီးရဲ့ဒီလောက်ကလေးဖျားတာများအိုးကြီးလို့မခေါ်စားပါနဲ့ဟဲ့တောသူမှာ မြို့ကတော့ဘလို့ခေါ်လဲအကိုကြီးလို့ခေါ်ရတဟထွေးခင်ကခိကနေရီလိုက်ပြီးကမထဲចောင်းကလေးအတက်မှာ နောက်ကခြံနေလိုက်ဤဥပကျော်မှာ လေကားကလေးတဝက်မှာထွေးခင်ဤပါကလေးကိုလှမ်းလှမ်းဆွဲလိုက်ပြီးတဲဒီကောင်မလေးယူနေနေနဲ့ထွေးခင်ကခြာကနေလှက်ထွက်ပြေးသည်ကို ဥပကျော်ကငေးကြည့်နေမိဤညတွင်ထွေးခင်မလားအတူနေထမင်းချက်တိလာရှင်ကြီးလာ၍ရင်ွေပေါ်သည် နောက်နေ့တွင် ထွေးခင်မှာအစောကြီးစကိုင်းသို့ဈေးဝယ်ထွက်သွားသည်။ဥပကျော်မှာတညာလုံးအိမ်မပြောသဖြင့်နေအတော်မြင်းမှအိမ်ရာကနိုးသည်။တနေ့လုံးထွေးခင်ပေါ်မလာချေညနေစောင်းတွင်ဥပကျော်လည်းလမ်းလျှောက်ထွက်သွားပြီးမှထွေးခင်စကိုင်းမှရောက်လာသည်။လွန်ခဲ့သည့်ညကမိမိနှင့်ဘာမှမဖြစ်တတ်ကဲ့သို့ထွေးခင်အမူအရာကို တွေ့ရရောမက အကိုကြီးဟုခေါ်သည်ကိုပင်တွေ့ရသဖြင့် ဥပကျော်အဖို့ပို၍စဉ်စားတွေ့တော်ကောင်းစရာများဖြစ်နေသည် သူသည်တရားတဘောအပြင်တက်တာစရာများကိုသာရှာ၍သင်ကျင်မိသည်ကိလေသာတရားတဏှာလောဘနိဝရဏတရားများကအကြောင်းတိုက်ဆိုင်လာသည်နှင့်ပေါ်လာတတ်လေသည်တကားအာတတနာတော်အာယံတီမရှိရာမမြင်ရာအရက်ကပေါ်လာသောတရားပါတကားဤတွင် ဥပကျော်သည် မိမိ၌ဖြစ်ပေါ်လာသောစိတ်ကိုသတိနှင့်ချုံအောင်မိသည်မိမိစိတ်ကိုမိမိသိစေနိုင်သည်ဟုလည်းဝတ်တာဝတ်မြောက်ဖြစ်မိသည်အိမ်ယာမှထပြီးအပြင်သို့အပေါ့သွားရန်ထလာရင်ជីနုဖွေရာဒါရောက်တွင်လမ်းတလာရင်တရားနှလုံးသွင်းမိသည်သီလရှင်ချောင်းတစ်ခုလုံးကတိတ်ဆိတ်ငြိမ်ချက်သာကောင်းလာသည်ဘုဘကျော်သည် အမတ်တမဲထွေးခင်တို့ရှိရာစွန်းစားချမ်းကိုလက်ကြည့်မိလိုက်သည် ွေးခင်၏အာယုံသည်တရားနှလုံးသွင်းသောစိတ်များအလစ်တွင်အစစ်မပြန်တရှိန်ထိုးဝင်လာသည်မိမိချွေးထုတ်စဉ်ကခွန်တိုက်အားတိုက်ချွေးတော်ပေးသောထွေးခင်၏ဝါဖြိုးနုပြိုသည့်ကိုလွန်ရင်သားအနေထားပုံများကကတန်းဝင်းပမာအကွင်းသာအထင်သာဝင်လာသည်အเจ้าရှာတတ်သောစိတ်ချံရနွေးတောက်ချင်သလိုကော်ဖီတောက်ချင်သလိုဖြစ်လာသည် ထိုစိတ်ဖြစ်လာသည်နှင့်ခြေောက်ကလည်း ထွေးခင် အိတ်တက်သည့်ပြင်းပါအနီးရောက်သွားတော်သည် ထွေးခင်ဟဲ့ထွေးခင် ဥပကျော်၏အတန်မှာဂရုံကရင်၆ကက်ကက်နှင့် တိုးလွန်လှသည် အတွင်မှတစ်ချက်မှတွန့်တန်းလှုပ်တန်းမကြရာလက်ပြာမတက်မရဲသောရှက်ရွံ့သောစိတ်ကဝင်နှောက်ရသဖြင့်ဥပကျော်မှာချစ်တလဲနှလဲမြနောက်သို့ဆုံးမိသည် နာအတန်ကြာငိမ့်နေရမှကမ္မထံကြောက်ဘက်သို့ ပြန်လှည့်လာမိတော့သည်။တောင်းကလေးပေါ်ပြန်တက်ပြီး15မိနစ်မိနစ်20များလှဲနေစဉ်ထွေးခင်တို့ဇရက်ဘက်မှ တကားဖွင့်တန်းကြရသည်။ဥပကျော်ကအသာခေါင်းထောင်ကြည့်လိုက်သည်။ဇရက်မှ တကားမှဖွင့်စင်းလာသူမှထွေးခင်မှ ထွေးခင်ပါလား။ဥပကျော်ကအိယာမှပြုံးငနဲ့ထလိုက်ပြီးလှမ်းခေါ်လိုက်မိကြံသေးသည်။နှုတ်မှမထွက်မီ။ထွေးခင်သည် တရက်နောက်ဖက်ထွက်သွားပြီးမိမိရှိရာဘက်သို့ကြည့်နေသည်ကိုတွေ့ရသည်ခဏကြာရက်ကြည့်နေပြီးမှမိမိကြောင်ဘက်သို့ခက်တွဲ့လျှောက်လာသည်ကိုမြင်ရလျာဥပကျော်ဤရေတစ်ခုလုံးမှာခက်လန်လန်ဖုန်းကြီးကြောင်ဘက်မှအာယုံတက်တုံးခေါင်နေသလားဟုပင်ထင်မိလိုက်ရသည်ထို့အတွင်ဝဲတာသောစိတ်ညှော်လင့်တောင်းတသောစိတ်ကလည်းဝင်လာသည်သည်ဟောကြည့်စမ်းအကိုကြီးတကားလည်းမပိတ်ဘူး ပြန်အေးမိပါလေအောင်မင်းပြောရင်းဆိုရင်တောင်းကလေးပေါ်တက်လာရာတောင်းကလေးမှာတင့်ကနေတုံသွားသည် ဥပကျော်နဖူးမှာဇောချွေးများပြန်လာသည် အထိငြိမ်နေမိ၏ဟင်အကိုကြီးကတော့လှုပ်ပြီးတောင်းလဲမချုံခြေရည်တွေပုံနေသောဆောင်ကို ဥပကျော်အားချုံပေးလိုက်ရာတောင်းနေအတူ ထွေးခင်ဤကိုလုံးကလေးမှာ ဥပကျော်ဤလက်မောင်းအတွင်ဆွေကနေဆင်းသွားလေတော့ဤ အခန်းချ ဥပကျော်မှာဘယ်အချိန်ကအိမ်ရမှထသွားသည်မသိရ။နနေ့9နာရီလောက်တွင် အပြင်ကပြန်လာသည်။ပရမစာရီကဥပကျော်ရှိရာကမ္မထံကျောင်းကလေးသို့လာရွက်မမေးခင် ဥပကျော်ကလှမ်းခေါ်လိုက်သည်။ကဲဆရာကြီးကျွန်တော်ဒီနေ့ညနေရထားနဲ့ရန်ကုန်ပြန်တော့မယ်။ပရမစာရီမှာအံ့အားတင့်သွားရာမှညနာများပြတ်သွားသည်။ဝင်းထောင်မင်းဘာသဘောမကျတာများရှိလို့လဲ။ နနထစာခီးသွလို့ကောင်းပါမလားဥပကျော်ကဒုဒမစာရီအားကြည်၍ပြောလိုက်သည်တရားဥတော်ဘာမှသဘောမကျတာမရှိပါဘူးသဘောအကျလွန်ပြီးပြန်ရမှာကဲခမေးစားပြီးသွားမယ်ဒုဒမစာရီမှာဘုမတိဘာမတိနဲ့ဇွန်စားစီရက်ပဲခက်တော်တော်ထွက်လာခဲ့သည်တရက်တွင်ထွေးခင်အားခမင်းပြန်ခိုင်းသည်မိဝန်တာမေးသဘောမကျတာများမလုပ်မိတယ်လေဟုမေးသည်သူသည် ွေးခင်ကမူတခေါမြပြန်မပြောပြောစစ်စစ်အမူအရာနှင့်လောက်เสียရှိသည်များကိုသာကြုံး၍လုံနေသည် ကောင်မကိုကဆက်ဖြစ်ဖြစ်နေဘာဖြစ်နေရလဲနေုံကစူနေတာဒရမစာရီကဒေါပပွားနှင့်မန်ပြီးသမင်းပွဲပြင်နေတော့ဥပကျော်တက်လာသည်ဟဲ့ထွေးခင်မချောက်ကလေးဖုတ်လိုက်ပါအောင်လားဒရမစာရီကမိဖို့တွင်လှမ်းအပြောဥပကျော်ကသမင်းပွဲထိုင်လိုက်ပြီးနေပစီဆရာကြီး ရှိတာနဲ့ပဲအစာပြေစားသွားမယ်။မန္တလေးရောက်မှမိအထားဟိုတယ်မှာအဝါစားမယ်။ဝေတော်မေးရလဲလောက်လိုက်မှဖြင့်ဓမ္မကရံပဲ။ကျွန်တော်မှတစ်ခုခုလောက်ချင်ရင်ချက်ချင်းလောက်ရမှာ။ဒီညင်ကမွေးကလေးကပါတဲ့ညင်ဆရာကြီးရဲ့ထွေးခင်ကမချောက်ဖို့ကလေးတစ်ပိုင်းကိုစီနစ်အောင်စမ်း၍ဥပကျော်ရှိချလိုက်သည်။ဥပကျော်ကထွေးခင်အားမော်ကြည့်လိုက်ပြီးထွေးခင်နေယူစရာရှိတာတွေထုတ်ပိုးပြီဗလားအစောကြီးကပြီးတာ ေးအေးဒါဖြင့်နင်းနဲဝင်စားလိုက်လေဟင်အကိုကြီးသာစားထွေးခင်တော့ဘိုက်အလိုလိုပြည့်နေပြီဒေါ်မစာဒီမှာဘေးကဘာမသိညာမသိအကြံသာ ငိုက်ကြည့်နေမိသည် ဥပကျော်ကလက်ဆေးလိုက်ပြီးလက်တော့ပေါ်ဝါတော့ရင်တီနာရှင်ကြီးအားကဲဆရာကြီးကျွန်တော်ရန်ကုန်ပြန်ရင်ထွေးခင်ကိုခေါ်သွားမလို့အော်အော်မအော်နဲ့ကျွန်တော်လဲ90နှစ်ဆိုတော့ အစင်းသိရင်အစိုးရခန့်နဲ့ဘော့အဖွဲတစ်ခုမှာခြေရမင်းပြန်တော့အောင်မေဒါမင်းအစင်းသိရင်တင်ငန်းတော်စီယုံမယ်ဆိုဥပကျော်ကပြောရင်းထွေးခင်ကိုလှမ်းကြည့်လိုက်သည် ထွေးခင်ကတိလားရှင်ကြီးနောက်ွယ်မှာကြာတက်နဲ့ထုတ်ပြီးမိဖို့ကြောင့်ပဲထွက်သွားသည်ကဲစကားရှိမနေနဲ့တော့ထွေးခင်ကိုခေါ်သွားမယ်ကြော့ကြာရင်လေလိုရတော့နောက်လာခြင်းတဲ့အချိန် ံကုန်ဖျားဖူးစင်းခဲ့ထွေးခင်အမေကိုလည်းငွေ300တုံးဖို့ပေးလိုက်ပါသူတို့ကိုခေါ်တွေ့ဖို့အချိန်မရဘူးထိုအခါမှာဒေါ်ဓမစာရီမှာချိန်မီတော်သည်ရေးရမလို့ငိုရမလို့နေရာမှာထွေးခင်အတွင်ဝမ်းမြောက်မိသည်ဆရာကြီးဒေါ်ဓမစာရီစိတ်တွင်ကမူလည်းဒီဆရာတော်ဖျားကြီး၏ဓမ္မခေတ္တကိုရွတ်လိုက်ခြင်းသည် မိုက်မလင်းနိုင်လို့မြိုက်တွင်းညာစီမှာခါတော်မီတီမွေးနိုင်ဖို့ ီကွဲ့တွင် တက်ကုံမျောပါရအတော်ပဲမတက်နိုင်တဲ့ရဟတ်ပွေ ဥပကျော်ကိုငဲချောက်ဖြီး၍နှုတ်ကတော့မထွက်မီဥပကျော်ကမူနေရာမှထလိုက်ပြီးတရားကြီးဒုဒ္ဓမစာရီအားတရားကြီးရဲ့ဝိတခါရာမိတွေသားတွေတပေါင်းကြီးရသေးတာဟုပြောရင် ထွေးခင်ဤတကောက်ဖာကလေးကိုဆွဲကဒရက်ပေါ်မှာမိမိကမ္မထမ်းကြောင့်ဘက်သို့ဆင်းသွားလေတော့တည်းဒီနေရာမှာတော့ 1962ခုနှစ်မေလထောက်ရှုမောမဂဇင်းမှာပါရှိတဲ့စာရေးဆရာမင်းရှင်နောင်ရေးသားထားတဲ့ခါရော်မီတီမိုဝိနိုင်ဘူးဆိုတဲ့မဂဇင်းဝတ္ထုဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်